မင်္ဂလာပါဒီနေ့ဖတ်ပြမယ့်စာအုပ်ကတော့ဆရာမောင်လေးဘာသာပြန်ထားတဲ့စိတ်ကိုတင်ချင်းတော့မဟုတ်နှလုံးသားထဲရအောင်တင်ကြခြင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။မူရင်းစာအုပ်ကတော့ Teaching Through the Heart ဖြစ်ပြီးစာရေးတဲ့သူကတော့ Mira Review ပဲဖြစ်ပါတယ်ရှင်။ပိုင်းတက်ကတော့ဆရာကြီးအတွက်အထူးသတင်းစကားလူကြီးနဲ့လူငယ်ကြားကဆက်ဆံရေးပြဿနာတွေကိုကျမလေ့လာကြည့်မိတဲ့လောက်တော့လူကြီးတွေက ကလေးတွေရဲ့ခန်းစားချက်ကိုအတိအမှတ်မပြုကြခြင်းဟာအကြောင်းတစ်ခုဖြစ်နေပါတယ်။ဒီလိုဖြစ်ရတာကလည်းသူတို့လူကြီးတွေကိုယ်တိုင်ကကိုယ်ခန်းစားချက်နဲ့ကို မသိမြင်မိကြလို့ပါပဲဒီလိုကိုခန်းစားခြင်းနဲ့ကိုမသိမြင်တဲ့တဲ့တွေဟာကိုเจ้าသားတွေရဲ့ခန်းစားချက်တွေကိုဘယ်လိုလုပ်သိနိုင်တော့မလဲလူတရာအဖို့သူရဲ့ခန်းစားချက်ကိုအတိအမှတ်ပြုခံရဖို့အရေးဟာစိတ်ခန်းစားမှုပိုင်းဆိုင်ရာအခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်ဒီအခြေခံအချက်ကလေးလက်ဟာသွားပြီဆိုရင်လူတွေမှာအရင်ပဲ စိတ်ကတိကအောင်ဖြစ်ကြရတော့တာပါပဲအခွင့်အာဏာဘာဆိုပါမှမရှိကြရှာတဲ့ကျောင်းသားကျောင်းသူတွေမှာတော့အများကြီးစိတ်ထိခိုက်သွားရှာချတာပေါ့ရှင်တို့ جماعه တို့ အလိုဆန္ဒမပြည့်ဝရင်ခံစားကြရတယ်လို့ပါပဲအဲ့ဒီအလိုမပြည့်တဲ့ခံစားချက်တွေကိုနှမျိုးစုံနဲ့ထုတ်ပြကြတာဟာမလိမ္မာမယဉ်ကျေးမှုလို့အချင်းခံအမြင်ခံရတဲ့အရာတွေပဲပေါ့သူတို့ရဲ့ထူးခြား꿰ပြတဲ့လိုအပ်ချက်အထွေထွေတွေကိုရှင်တို့ကဖွဲခြားသိမြင်ပြီးဖြစ်စည်းပေးနိုင်လေလေအပြုမှုပိုင်းဆံရပြဿနာတွေပုံနယ်လေလေပဲဒေါသကြီးပြီးထိန်းလို့တိန်းလို့မလွယ်တဲ့ចောင်းသားတွေမှာတွေ့ရတဲ့တူညီတဲ့အချက်တွေကတော့ သူတို့တွေဟာခန်းစားချက်တွေလင့်လျူရှုခံနေရတယ်။ကြောင်းဒါမှမဟုတ်အိမ်မှာအလွန်အကျူးချုပ်ချယ်နေဆက်တာတွေခန်းစားကြရတာဖြစ်တယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းအแทးကတစ်ချက်ကတော့သူတို့ဆက်ဆံနေရတဲ့လူကြီးတွေကိုယ်တိုင်ဟာသူတို့ရဲ့ဘဝတွေကိုသူတို့ဘဝမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကိုပါရှင်းလင်းအောင်မသိမြင်ကြတဲ့သူတွေဖြစ်နေကြလို့ပါပဲ။အခုဖြစ်ရမျိုးတွေကနေဆရာတယောက်ကဘာကိုသိယူရရှိနိုင်ပါသလဲ။ရှင်ဟာ ရှင်းရဲ့ပင်ကိုယ်သဘောကိုကောင်းကောင်းသိမြင်နားလည်တဲ့ဆက်နွယ်မှုရှိဖို့အင်မတန်မှအရေးကြီးပါလားဆိုတဲ့အချက်ပေါ့ရှင်းဟာကိုကိုကိုနဲ့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 ပြန်လည်ဆန်းဆဲနိုင်တဲ့သူဖြစ်မယ်ဆိုရင်ကိုခံစားချက်တွေနဲ့ကိုကြုံတွေ့နေရသမျှတွေကိုကောင်းကောင်းသိမြင်နားလည်သူဖြစ်မယ်ဆိုရင်ရှင်းချောင်းသားတွေကိုပူပြီးကောင်းကောင်းမွန်မွန်ဆက်သွယ်နိုင်တဲ့သူဖြစ်ပြီပေါ့အပိုင်းနဲ့မိမိကိုကိုဆက်နွယ်မှု ချောင်းသားတွေကိုဘလူးလူတွေလို့သတ်မှတ်ဖို့မကြိုးစားပါနဲ့ကိုကိုကိုဘလူးလူဖြစ်တယ်လို့သတ်မှတ်နိုင်အောင်အရင်လုပ်ပါဆရာကောင်းဆိုတာညံ့တဲ့တပည့်ကိုတော်အောင်လုပ်တယ်တော်တဲ့တပည့်ကိုပို့တိုးတက်အောင်လုပ်ပေးတယ်ကျမတို့ချောင်းသားတွေကြရှုံးတဲ့အချိန်ဟာကျမတို့ဆရာဆရာမတွေကိုယ်တိုင်ကကြရှုံးခဲ့ကြပြီးတဲ့အချိန်ပါပဲ ိမိကိုယ်ကိုဆက်နွယ်မှုဆိုတဲ့ဇာတ်ရဲ့အပေါ်အစမ်းထင်ထင်ထင်မိနိုင်တယ်။ဒါပေမဲ့မွေးမွေးချင်းအချိန်မှာကလေးကမိမိကိုယ်ကိုဆက်နွယ်မှုကိုစားလုပ်ခဲ့ကြတာပါ။တခြားသူတွေနဲ့မဆက်နွယ်ခင်မှာကိုယ့်ကိုယ်ကိုဆက်နွယ်မှုလုပ်တဲ့အဆင့်ကလေးတစ်ခုပေါ့။အဲ့ဒီအဆင့်ကိုလျှို့ရှုထားပြီးရှင်ကြည်ပင်းရဲ့ကြည်ပင်းရမယ့်ဘဝတစ်ချောင်းလုံးမှာ တခြားသူတွေနဲ့ဆက်ဆံမှုလုပ်ဖို့အစီအစဉ်ရေးဆွဲမယ်ဆိုရင်တော့ရဲစရာတောင်ဖြစ်နေတာပေါ့ပျော်ရွှင်ရောက်ရဲနိုင်တဲ့ဘဝတစ်ခုကိုရဖို့ကိစ္စမှာကိုကိုကိုရှင်းရှင်းလင်းလင်းသိမြင်ပြီးကိုကိုကိုချစ်တတ်ဖို့ဟာတိတ်ကိုအရေးကြီးပါတယ်ဒီအချက်လေးကိုစဉ်းစားကြည့်ပေါ့ရှင့်အချမ်းကိုရှင့်ထက်ပေါ်ပြီးသိနေတဲ့တငယ်ချင်းလောက်ဖို့ကင်ဖက်ဇနီးခင်ပေါ်မိဘနီးရကိုမောင်နှမဓမ္မမို့ဆရာတယောက်ယောက်ရှိပါသလားဘလို့သိနိုင်မှာလဲနော်ရှင်ပဲရှင်စိတ်နဲ့ ရှင်ကိုထဲမှာတရက်ကို24နာရီတပတ်ကို9ရက်နဲ့တစ်နှစ်ကိုတရင်52ပတ်တစ်နှစ်ပြီးတစ်နှစ်နေနေတာလေရှင်ထက်ပိုပြီးရှင်နဲ့နိကက်နေတာမရှိရှင်ထက်ပိုပြီးရှင်အကြောင်းသိတာမရှိဒါပေမဲ့ကိုကိုကိုတိနားလည်မှုအယူအဆကိုအကြည့်ရှမ်းနေကြပြီးဘဝလန်ခီကိုကိုအကြောင်းတော်ကိုယ်တိုင်းမသိပဲရှောင်နေကြတယ်ကိုဘာဖြစ်နေမှန်းကိုမသိကိုခံစားချက်ကိုကိုယ်တိုင်းမသိ ကိုကိုယ်တိုင်ရဲ့ခန်းစားချက်ကိုမှကိုနားမလည်ဘူးဆိုရင်တခြားသူတွေရဲ့ခန်းစားချက်ကိုနားလည်ဖို့သိက်ခက်သွားပြီပေါ့အကျိုးဆက်ကတော့ကိုနဲ့တခြားသူအားလုံးအဆက်ပြတ်တော့သွားရခြင်းပဲပေါ့ကျေးဇူးတင်ပါတယ်ရှင်ကျန်တဲ့အပိုင်းကိုနောက်ရက်မှပြန်ပြီးတော့မှဖပြပေးမှာဖြစ်ပါတယ်